ဒေါ်လာတသိန်းနဲ့စာချုပ်အတွက်နိုင်ပွဲယူရမယ်ဆိုရက်အလုံးမင်္ဂလာပါခင်ဗျာ 3K5 ကနေပြန်လည်ပြီးတော့ဂျိုးဆူလိုက်ပါတယ်ဆိုရက်နဲ့ပတ်သက်လာရင်ကြီးကျူးစရာတွေများပါတယ်ပြိုင်ဘက်ကိုပွဲစားပိုင်းမှာဖီအားပေးတိုက်ခိုက်တတ်တာဆိုရက်ရဲ့ဘာဟာပြူဟာပါအမပေးစနေနဲ့ထိုးရတဲ့ပွဲတွေမှာပွဲစားပိုင်းဖီအားပေးနိုင်ခဲ့ရင်နောက်ပိုင်းပွဲကြီးတွေမှာတက်တောင်းတက်တာရှိပါတယ်ဘောလုံးစကားနဲ့ပြောရရင်ဂိုးရင်သွင်းထားတဲ့အသင်းကဖီအားနေသလိုပါပဲဆိုရက်ရဲ့ပွဲချိန်တွေအခြေအနေကိုကြည့်ပြီးတော့ကစားဟန်ကလေးကြီးကျူးစရာပါ ထိုင်းချီဆိုင်ဖဲတက်စ်နဲ့ပူပေါင်းလေးချင်းငင်းကစပြီးတော့ဆိုရက်ကအမခန်းတိုးတက်လာတာပါသူရဲ့ပင်ကိုရေသွင်းပြင်နီးစတင်ပိုင်းကလည်းတော်လေးကိုကောင်းမွန်လာခဲ့ပါလိမ့်ဆိုရက်ကဂိမ်းပလန်ကောင်းပါလိမ့်ဆိုရက်ကသူ့လုံးဆရာရှိတာဒိတ်စိတ်လောက်ပြီးတော့သူ့ကိုယ်သူအကောင်းဆုံးတီးဆောက်နိုင်ခဲ့ပါလိမ့်ဆိုရက်ရဲ့ဂိမ်းပလန်ကတခြားမြန်မာဖိုင်တာလိုမဟုတ်ပါဘူးစိတ်မလုံးပြိုင်ဘက်ကိုအထင်မသေးဘူးကို့အားသာချက်ကိုအကောင်းဆုံးသုံးချပြီးတော့အမှတ်တွေရအောင်ယူသွားခဲ့ပါလိမ့်မြန်မာဖိုင်တာစီမားအလိုမျိုးအတွေးအမြင်နဲ့ဂိမ်းပလန်မျိုးရှိသေးပါလိမ့်။ပွဲစားပိုင်းမှာအထိနာထားတဲ့ပြိုင်ဘက်ကစိတ်လောပြီးတော့ အတင်းဖိထိုးအတင်းဖိကစားတဲ့ခါမှာဆွန်ရက်ကစိုင်းထိုးပြိုင်ထိုးတာရှော့ပြီးတော့နေစင်းကြကြအနာမခံမဲ့ကစားတာကလည်းဆွန်ရက်ရဲ့အားသာချက်ပါတန်းစင်နဲ့ဆူရန်လက်ဘွဲတုံးကဆိုလို့ရှိရင်တန်းစင်ကအစောပိုင်းမှာအသာရပေမိတ်နိုင်လိုဇောနဲ့ဘျူဟာမပြောင်းမဲ့ဖိထိုးလုံးလို့ရှုံးပွဲတွေးခဲ့ရတယ်အလဲထိုးခြင်းစိတ်တွေများပြီးတော့ကိုဘွဲကနေသူ့နိုင်ဘွဲဖြစ်သွားခဲ့တာပါမဘေးစနစ်မှာအဲ့လိုမာယူရဲ့ဆန္ဒမျိုးတွေမလုပ်ရပါဘူးဆွန်ရက်ကတော့အနိုင်ရအောင်ဘယ်လိုကစားရမလဲဆိုတာတည်နာလေပါလိမ့်ပရိသတ်တွေကလည်းထိုးတာသဘောကျတယ်ဆိုပေမဲ့ဖိုင်တာတယောက်တော့နိုင်ဘွဲရရှိဖို့ကသာအရေးကြီးပါတယ် ဆွန်ရက်ကနိုင်ပွဲဆက်ပြီးတော့ယုံကြည်စိတ်မြင်မာနေပါပြီ။နိုင်ပွဲပြင်ဆွန်ရက်ရဲ့အသေးစွဲမာကုံနဲ့နီးစတင်ပိုင်နိုင်မှုကလည်းထပ်မြတ်နေပါရယ်။ဆွန်ရက်ကတော့ခုနိုင်ပွဲကြောင့်ဝမ်းရဲ့ထိတ်တန်းစင်စီရောက်ဖို့ပို့ပြီးတော့နီးစပ်လာခဲ့ပါပြီ။ချက်ထရီစီကစားကြောက်ရဖို့ပဲကြံပါတော့တယ်။ဆွန်ရက်ကင်းဆိုင်တဲ့ပြိုင်ဘက်တွေကမာကုံနဲ့ပြီးတော့ကစားအပြော့ပြီးမယ်။ဆွန်ရက်ရဲ့အသာစီးထိုးတက်နိုင်မှုတွေကတော်လေးကိုအားစရာကောင်းပါရယ်။ဇော်ရက်ဒရမ်မျောလင်းချက်ကဝမ်ချန်ပီယံရှစ်ရဲ့ဒေါ်လာ3သိန်းနဲ့စပွန်ဆာစာချုပ်ချုပ်ခွင့်ရရှိရေးပါဇော်လင်းပြီးတဲ့နောက်အဲ့လိုအခွင့်အမျိုးရရှိနိုင်မယ်မြန်မာဖိုက်တာတွေမှာဇော်ရက်က အနည်းဆုံးဆုံးဖြစ်နေပါပြီ။ဇော်ရက်ကထိုင်းမွေတိုင်းချန်ပီယံဟောင်းပွန်တင်းတဲ့ပွဲမှာအနိုင်ရတော့ကပိုင်ဆိုင်ခဲ့တဲ့စုချင်းငွေကိုမိဘနှစ်ပါးလက်ထဲထည့်ခဲ့ပါလိမ့်။မြေကွက်ဝယ်ပေးခဲ့ပါလိမ့်။သူကမိဘတွေတို့အကောင်းဆုံးယာရီပေးဆက်ချင်နေတာပါ။ထိုင်းချေဆိုင်ဖဲဒက်စ်နဲ့ပူပေါင်းလေးချင်းချင်းကစပြီးတော့ဇော်ရက်ကအမ်ပကန်တိုးတက်လာတာပါ။သူ့ရဲ့ပင်ကိုအေးသွေးပြင်းနီးစတင်ပိုင်းလေအတော်လေးကိုကောင်းမွန်လာခဲ့တယ်။ဇော်ရက်ကဝမ်းမှာပွဲချက်ကြီးဇက်တိုက်ရင်ဆိုင်ခဲ့ရပါလိမ့်။ဇူရက်ကထမ်းမြတ်တဲ့ဖိုင်တာရီနဲ့ပဲတပွဲတလန်အကဲဆန်းခဲ့ရပါလိမ့်။ဝေတိုင်းချန်ပီယံဟောင်း FA ပေါင်တင်း ထိုင်းနာမည်ကျော်ပတ်ဝီချစ်တို့ကိုအကောင်းဆုံးကျော်ဖြတ်ပြခဲ့သူပါဇွန်ခင်မာကုံနဲ့ထမ်းပြန်ဆွဲရင်ကြောင့် FF Bounty နဲ့ပွဲမှာစူးကျင်းဝေပတ်3သိန်းခွဲရဘူးပါတယ်ဇွန်ကသူ့လုံးဆရာရှိတာတိတ်တဆိတ်လှုပ်ပြီးတော့သူကိုယ်သူအကောင်းဆုံးတီဆောက်နေပါတယ်ဝမ်းမှာမြန်မာဖိုက်တာတွေမျက်နှာငယ်ထားတာကိုလည်းဇွန်ကတိတ်ခါပြန်ဆဲပေးနေရလဲဖြစ်ပါတယ်လာမယ့်ပွဲမှာသာအနိုင်ရရင်ဇွန်ကပို့ပြီးတော့ထင်ရှားလာမှာပါဆက်ချန်ညီကွန်ဘိုနိုင်နဲ့လာမယ့်တောက်ကြနေမှာထိုးရမှာဖြစ်ပါတယ်ဇွန်1 Friday 5မှာဆဲပွဲထိုးထားပြီးတော့ဂျာပွဲနိုင်၄ပွဲရှုံးရလပိုင်းဆိုင်ထားပါတယ် နောက်ဆုံးထိုးတက်ထားတဲ့၅ပွဲဆက်နိုင်ပွဲရထားပြီးတော့ဒေါ်လာ3သိန်းနဲ့စာချုပ်နဲ့ဝေးနေတာပါဒီပွဲမှာစွမ်းဆောင်ရင်ကောင်းကောင်းနဲ့အလဲထိုးလိုက်နိုင်တော့စာချုပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ပြိုင်မဲ့ကွန်ဘိုနိုင်ကဝမ်အမစုစုပေါင်း6ပွဲထိုးထားပြီး၄ပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်သူကလက်ရှိ2ပွဲဆက်နိုင်ပွဲရယူထားပြီးတော့နောက်ဆုံးပွဲမှာလဲထိုးနဲ့နိုင်ရရှိထားပါတယ်စွန်ရက်အတွက်ခက်ခဲပေမဲ့စာချုပ်မျှော်လင့်ချက်အတွက်နိုင်ပွဲယူမှာပါ ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲခင်ဗျအကောင့်စာ5 for ဗီဒီယိုကြည့်ရှုခန်းစားခြင်းနဲ့ဆိုတော့ live follow subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးဘေးရန်ကင်းကြပါစေခင်ဗျ